မနေ့ကကျင်းပတဲ့ပြည်သူ့လွှတ်တော်ရွေးကောက်ခံလွှတ်တော်ကိုယ်စားလှယ်အစည်းအဝေးမှာ NLD ပါတီကဦးထင်ကျော်၊ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီကဒေါက်တာဆိုင်းမောင်ခန့်တို့နှစ်ဦးကိုဒုတိယသမ္မတလောင်းတွေအဖြစ်ရွေးချယ်ခဲ့တာဖြစ်ပါတယ်။ဒီနေ့ကျင်းပတဲ့အစည်းအဝေးမှာဆန္ဒမဲလက်မှတ်နဲ့ပြိုဝတ်မဲပေးရွေးချယ်ရမှာတော့ NLD ပါတီကတင်သွင်းတဲ့ဦးထင်ကျော်ကမဲအပြည့်အသက်နဲ့အနိုင်ရရှိခဲ့ပါတယ်။တဦးထင်ကျော်အလုံးမှုဆောင်ဖွဲ့ဝင်ဒေါခင်ကြီးဖောင်ဒေးရှင်း ကျားရှိသည့်ဖောက်ခံဆန္ဒမဲ294မဲနှစ်ဒေါက်တာဆိုင်းမောက်ခံဓာရှုမဲဆန္ဒနယ်ကရရှိသည့်ထောက်ခံဆန္ဒမဲ29မဲဖြစ်ပါလေဒုတိယသမေရရွေးချယ်တင်မြှောက်ပွဲမှာထောက်ခံဆန္ဒမဲအများစုရရှိသူကတော့ဦးထင်ကျော်အလုံးမှုဆောင်ဖွဲ့ဝင်ဒေါက်ခင်ကြီးဖောင်ဒေးရှင်းဖြစ်ပါလေဒါကြောင့်နိုင်ငံတော်သမေရနဲ့ဒုတိယသမေရများရွေးချယ်တင်မြှောက်ချင်းဆိုင်ရာနေဦးပြည်၁၈ရက် ရေကောက်ခံပြည်သူတို့ကိုယ်စားလှယ်များအစုအဖွဲ့ကဥထင်ကျော်အလုံးမှုဆောင်ဖွဲ့ဝင်ဒေါက်ကင်ဂျီဖောင်ဒေးရှင်းကိုဒုတိယသမ္မတအဖြစ်ရွေးချယ်တင်မြှောက်ချောင်းအတည်ပြုကြေညာပါတယ်ဒုတိယသမ္မတကိုဒီနေ့မဲပေးရွေးချယ်ရမှာအမျိုးသားဒီမိုကရေစီဖွဲ့ချုပ်ပြည်သူ့လွတ်တော်ကိုယ်စားလှယ်ဒေါက်အောင်ဆန်းစုကြည်နဲ့ပြည်သူ့လွတ်တော်ဥက္ကဋ္ဌဦးဝင်းမြင့်တို့လည်းဝင်ရောက်မဲပေးခဲ့တာကိုတွေ့ရပါတယ် ရွေးကောက်ခံပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တွေတင်မြောက်လိုက်တဲ့ဦးထင်ကျော်ဟာဒေါန်ဆန်းစုကြည်တီထောင်ထားတဲ့ Dokinji Foundation မှာဥဆောင်တာဝန်ယူထားသူလည်းဖြစ်ပါတယ်။လက်ရှိနိုင်ငံရေးအနေအထားတွေအရတိုင်းရင်းသားတွေကိုနေရာပေးလာတာတွေတွေ့နေရပြီးအစိုးရသက်ဖွဲ့စည်းတဲ့အခါမှာတိုင်းရင်းသားတွေကိုထည့်သွင်းစဉ်းစားသွားမယ်လို့မျှော်လင့်ကြောင်းရခိုင်မျိုးသားပါတီပြည်သူ့လွှတ်တော်ကိုယ်စားလှယ် Dokin Sowe ကပြောပါတယ်။ တိုင်းရင်းသားတွေကိုပေါ့တော့နေရာပေးလာတယ်တိုင်းရင်းသားတွေနဲ့အတူတူကလက်တွဲပြီးလှုပ်ချင်တဲ့ဆန္ဒတွေရှိတဲ့အတွက်အခုတခါဝန်ကြီးရွေးချယ်မှုအပေါ်မှာလည်းအန်တီတို့တိုင်းရင်းသားတွေဖက်လာကပါလာမယ်တော့မျှော်လင့်ပါတယ်ရခိုင်ပါတီအနေနဲ့ကလည်းတယောက်စားနှစ်ယောက်လောက်တော့ပါလာနိုင်ပါတယ်တကယ်လို့သူတို့တာဝန်ပေးမယ်ဆိုရင်လည်းအန်တီတို့ဖက်ကပေါ့နော်ပါတီကိုတင်ပြပြီးလက်တွဲဆောင်ရွက်သွားမှာပါမပေးဘူးဆိုရင်လည်းအန်တီတို့ဟိုလွတ်တော်အတွင်ရပဲပေါ့နော်အပြင်ကားနေပြီးတော့အန်တီတို့ပူးပေါင်းဆောင်ရွက်သွားမှာပါ လာမဲအပတ်ထဲမှာရွေးကောက်ခံပြည်သူ့လွတ်တော်ကိုယ်စားလှယ်အစုအဖွဲ့ရွေးကောက်ခံအမျိုးသားလွတ်တော်ကိုယ်စားလှယ်အစုအဖွဲ့နဲ့တမတော်သားလွတ်တော်ကိုယ်စားလှယ်အစုအဖွဲ့တို့ကတင်သွင်းထားတဲ့ဒုတိယတမရ3ဦးထဲက2ဦးကိုတမရအဖြစ်ပြည်အောင်စုလွတ်တော်မှာဆန္ဒမဲပေးရွေးချယ်ကြမှာဖြစ်ပါတယ်ရှင်။